မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့ဒီဇင်ဘာလ2ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဒေါက်တာဒေါခင်တူတူလွင်ခေါ်ဒေါက်တာ2 CDM ဆေးရုံအုပ်မှုနဲ့ပတ်သက်ပြီးဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်တဲ့သတင်း။ အကြံဖတ်ဆေးဥစုကမတရားဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား268ဦးလွတ်မြောက်လာတဲ့တဲ့တင်။ရကန်းတင်နန်းတက်ရောက်တဲ့ CDM နဲ့စစ်ဘေးရှောင်ပြည်သူတွေအားလုံးအလုကံရရှိတဲ့တဲ့တင်။ကျုံးစုမြို့နယ်မှာပကဖအမိခံငွေလိန်အဖွဲတွေကတဦးကိုဖန်ဆီးထိမ့်သိမ်းထားစဉ်လက်ထိတ်ချွတ်ထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖန်ဆီးလိုက်တဲ့တဲ့တင်။လက်ဗရန်မြို့နယ်အတွင်းကအကြံဖတ်စစ်တပ်ဂိတ်စကန်ကို PDF တွေဝင်ရောက်တိုက်ခိုက်ရာ အကြံဖတ်စစ်သား5ဦးသေပြီးလက်နက်တွေတင်းစီရရှိတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဖုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုသပိတ်တဲ့တွေပဲဖြစ်ပါတယ်။ဒေါက်တာဒေါခင်တူတူလွင်ခေါ်ဒေါက်တာ2 CDM ဆေးရုံအုပ်အမှုနဲ့ပတ်သက်ပြီးဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်တဲ့တဲ့ကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်မှရန်နာခံထားရသူဒေါက်တာဒေါခင်တူတူလွင်ခေါ် ဒေါက်တာတူ CDM ဆေးရုံအုပ်အမှုနဲ့ပတ်သက်ပြီးဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့ပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကဒီဇင်ဘာလ၁ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ဒေါက်တာဒေါခင်တူတူလွင်ခေါ်ဒေါက်တာတူ CDM ဆေးရုံအုပ်က2021ခုနှစ်ဧပြီလ17ရက်နေ့ကနေ2024ခုနှစ်စက်တင်ဘာလ18ရက်နေ့အထိအမျိုးသားညီညွတ်ရေးအစိုးရမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံအဖြစ်ရန်နာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစီးရင်စရာများရုံးလုပ်ငန်းသုံးပစ္စည်းများနဲ့ငွေကြေးဆိုင်ရာကိစ္စရပ်များအားမင်းကြီးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်ရှိတာဝန်ခံထံကိုလုပ်ငန်းဆိုင်ရာစီးရင်စရာများရှင်းလင်းလွှဲပြောင်းပေးရန်အချိန်ချင်းတရားဝင်စာပေးဖို့ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။၎င်းရဲ့ပြည်သူ့ဘက်ကမျက်နှာမူပြီး CDN ပြုလုပ်ခဲ့မှုနဲ့တော်လန်ရေးမှပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ်အလေးထားပြီးမင်းကြီးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နှစ်နဲ့ချီပြီးညှိနှိုင်းရှင်းလင်းရန်စောင့်ဆန်းခဲ့တော်လဲလာရောက်ညှိနှိုင်းဖြည့်ရှင်းခြင်းမရှိဘူးလို့ပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကအသိပေးထားပါဗျ။မင်းကင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကဒေါက်တာဒေါခင်တူတူလွင်ကိုမင်းကင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်စဉ်2023ခုနှစ်ဇွန်လ10ရက်နေ့မှာငှားရမ်းပေးထားခဲ့တဲ့ AK47 တနတ်တလက်အား ပြန်လည်အနှံ့ခြင်းမရှိတဲ့အတွက်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာတရလိုပြုလုပ်ပြီးတိုင်တန်းခဲ့ပါတယ်။အဲ့ဒီတိုင်တန်းမှုပေါ်မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စခန်းပါကိုမြင့်ဆောင်2025ရာဇဝတ်ကြီးပုံမှ406ဖြစ်၎င်း။2024ခုနှစ်ဇန်နဝါရီလမှဩဂုတ်လအထိပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အခွန်ငွေ30ရာခိုင်နှုန်းဖြစ်တဲ့ကျပ်သိမ်းပေါင်း3300 28သိန်း4843ချက်အား ပြန်လည်အနှံ့ခြင်းမရှိတဲ့အတွက်2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံမှတရားလိုပြုလုပ်ပြီးတိုင်တန်းခဲ့တဲ့ဖြင့်မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စခန်းပါ30မြင်းဆောင်2025ရာဇသက်ကြီးပုံမှ409ဖြင့်၎င်းအမှုဖွင့်လှစ်ထားရှိတယ်လို့အတည်ပြုထားပါတယ်။အဆိုပါအမှုများဖြင့်ဒေါက်တာဒေါခင်တူတူလွင်အားမင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတွားရောက်ဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။ အဆိုပါဖမ်းဆီးထိန်းသိမ်းမှုအတွင်အမျိုးသမီးရဲမေမထက်ပေးနိုင်ခဲ့ခြင်းနဲ့ရုံးရင်းစံခတ်မှုများဖြစ်ပွားခဲ့ရခြင်းကလူမှုကွန်ရက်မှာပြန့်နှံ့လျက်ရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူလူထုစိတ်မချမ်းမြေ့မှုများဖြစ်စေတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနမှအနူးအညွတ်တောင်းမှန်အပ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။ဒါ့အပြင်ဒေါက်တာဒေါခင်သူသူလွင်ရဲ့ အမှုနဲ့ပတ်သက်ပြီးဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါဗျ။ဂျမ်ဖတ်စေအုစုကမတရားဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား268ဦးလွတ်မြောက်လာတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အကြံဖတ်စေအုစုကမတရားဖန်ဆီးထိမ့်သိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသား268ဦးဟာဒီဇင်ဘာလ1ရက်နေ့မှာလွတ်မြောက်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မှထုတ်ပြန်ပါဗျာ။ အကြံဖတ်ဆေးဥစုရဲ့ပုံမှန်905ကကြီးနဲ့မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား268ဦးဟာမြန်မာနိုင်ငံတဝန်းကအကျဉ်းထောင်71ခုကနေလွတ်မြောက်လာခဲ့ပြီလို့ PPNM ကအတည်ပြုထားပါတယ်။လွတ်မြောက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသား268ဦးထဲမှာအမျိုးသမီး22ဦးနဲ့အမျိုးသား246ဦးတို့ပါဝင်တယ်လို့သိရပါတယ်။လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကတာယာဝတီအကျဉ်းထောင်မှ83ဦး၊ဒိုင်ဦးအကျဉ်းထောင်မှ90ဦး၊မန္တလေးဦးဘုအကျဉ်းထောင်မှ42ဦး၊အင်းစိန်အကျဉ်းထောင်မှ32ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်မြင်းကြံအကျဉ်းထောင်မှ24ဦး၊ဒဝဲအကျဉ်းထောင်မှ73ဦး၊ကလေးအကျဉ်းထောင်မှ71ဦး၊တရက်အကျဉ်းထောင်နဲ့ပြည်အကျဉ်းထောင်မှ8ဦး၊ရမဲသိန်းအကျဉ်းထောင်မှ3ဦး၊မကွေးအကျဉ်းထောင်မှ2ဦးဖြစ်တယ်လို့ PPNM စီးရင်တွေအရာသိရပါတယ်။လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများအရေအတွက်အသေးစိတ်နဲ့တိကျခိုင်မာစေရေးကိုဆက်လက်ကြိုးစားနေပြီးနောက်ဆုံးရရှိတဲ့အချက်အလက်များကိုပေါင်းစပ်ပြီးထပ်မံထုတ်ပြန်သွားမယ်လို့အသိပေးထားပါတယ်။ မန္တလေးဥပိုလ်ထောင်မှာ905ကကြီးပုံမှန်တက်အကျဉ်းချခံနေရသူတထောင်ကျော်ရှိနေပြီးနိုဝင်ဘာလ28ရက်နေ့ကလူငယ်မှနိုင်ငံရေးအကျဉ်းသူအကျဉ်းသား232ဦးသာပါဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာတမရာကြီးဥဝင်းမြင့်နဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသား2000ကျော်မတရားထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ထုတ်ပြန်ချက်များအရသိရှိရပါတယ်။ ရကန်းတင်နန်းတက်ရောက်တဲ့ CDM နဲ့စစ်ဘေးရှောင်ပြည်သူတွေအားလုံးအလုကံရရှိတဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။အမတ်စဉ်တစ်အဖြစ်ရကန်းတင်နန်းတက်ရောက်တဲ့ CDM နဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့တင်နန်းစင်ပွဲကို Isol မြို့မှာပြုလုပ်ခဲ့ပြီးတင်နန်းစင်တွေအားလုံးအလုကံရရှိတယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ကထုတ်ပြန်ပါတယ်။မီဇိုရန်ပြည်နယ် Isol မြို့ရောက် CDM နဲ့စစ်ဘေးရှောင်ပြည်သူတွေတမွေးပညာတရက်ကိုတက်မြောက်ပြီးကိုပိုင်းဝင်ငွေနဲ့ရည်တည်နိုင်ရေးအတွက်ပြည်သူ့ပန်းနိုင် ပေါင်းစည်းလန်း တပ်မွေးတင်နန်းဌာနမှ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာရက်ကန်းတင်နန်းကိုစတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ CDM စစ်သားရဲနဲ့မိသားစုဝင်တွေစစ်ပေးရှောင်တွေထဲက10ဦး6ပတ်ကြာလေးလာတင်ယူခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ29ရက်နေ့မှာတော့တင်နန်းသားအလုံးအောင်မြင်စွာတင်နန်းဆင်းနိုင်ခဲ့ကြတယ်လို့ပြည်သူ့ဗန်းနိုင်အဖွဲ့ကထုတ်ပြန်ပါတယ်။တင်နန်းစင်ပွဲမှာတူးချင်းစီအတွက်တင်နန်းပြီးဆုံးခြင်းအောင်လက်မှတ်တွေပေးရခဲ့ပြီးအထွေထွေထောက်ပံ့ငွေတွေလည်းပေးရခဲ့သလိုရကန်းပညာရက် တက်မြောက်အောင်မြင်ခဲ့တဲ့တင်တန်းသားအလုံးကိုလည်းရက်ကန်းယုံတွေနဲ့ချိတ်ဆက်ကတင်တန်းစင်းတွေအလုံးအလုတ်ကန်ရရှိစေဖို့ကိုစောင့်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ပေါင်းစည်းလန်းတင်တမွေးတင်တန်းတွေကိုလူဦးဒေါ်လာရေးမှာပုံစံမျိုးစုံနဲ့ကြာရကန္နာမှာပူပေါင်းပါဝင်နေကြတဲ့ပြည်သူတွေရဲ့ဘဝကိုမြင့်တင်ပေးနိုင်ဖို့နဲ့ရွှေပြောင်းလာသူတွေအနေနဲ့နေရာအစ်စ်မှာအတက်မိုးဝမ်းကြောင်းအတက်ပညာတစ်ခုတက်မြောက်ပြီးအလုတ်ကန်ရရှိစေကဒေါ်လာရေးမှာဆက်လက်ပါဝင်နိုင်စေဖို့ရည်ရွယ်ပြီးပြည်သူ့ပန်းနိုင်ကဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်းစုမျိုးနယ်မှာပကဖအမိခံငွေလိန်အဖွဲတွေကတူအူဖန်စီထိမ့်သိမ်းထားစဉ်လက်ထိတ်ချွတ်ထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖန်စီလိုက်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကျွန်းစုမျိုးနယ်မှာ PDF ပကဖအမိခံကငွေလိန်တောင်းခံနေတဲ့9ရောက်ပါအဖွဲမှတူအူကိုဖန်စီထိမ့်သိမ်းစစ်ဆေးနေစဉ်လက်ထိတ်ချွတ်ထွက်ပြေးတဲ့အတွက်အသေးပြစ်ခတ်ဖန်စီခဲ့ရတယ်လို့ကျွန်းစုမျိုးနယ်ပကဖကမနေ့ကထုတ်ပြန်ပါဗျာ။ PDF ပကဖအမိခံကကြေးရွာတွေကိုတယ်လီဖုန်းနဲ့လိန်လယ်ငွေညှစ်တောင်းခံနေသူကျော်ဝင်းခေါ်ထောက်မှုကိုထိမ့်သိမ်းထားစဉ်နိုဝင်ဘာလ30ရက်နေ့မနက်တနာရီမိနစ်20အချိန်မှာလက်ထိတ်ချွတ်ထွက်ပြေးသွားတဲ့အတွက်လိုက်လံဖမ်းဆီးရာပြန်လည်ခုခံတဲ့အတွက်ဒီဇင်ဘာလ1ရက်နေ့နေ့လယ်12:00ခွဲအချိန်မှာအသေးဖမ်းဆီးခဲ့ရတာပါကျော်ဝင်းခေါ်ထောက်မှုဟာကျွန်းစုမြို့နယ်ကပင်ကျေးရွာအုပ်စုမိုင်းတွေကျေးရွာနေပြည်သူတဦးထံမှကျွန်းစုပကဖမှအလှူခံခိုင်းတာ ငွေကျပ်28သိန်းကိုတောင်းယူခဲ့ပါတယ်။ကြော်ဝင်းထွက်ဆိုချက်များအရာလွန်ခဲ့တဲ့နှစ်နှစ်ခန့်က PDF ပကဖအမိခံက ရင်းအပဝင်5ဦးအဖွဲ့ဟာတယ်လီဖုန်းနဲ့ပန်းစင်ကြေးရွာအုပ်ချုပ်ရေးမှူးဌာန်မှ25သိန်းမိုင်းတွေကြေးရွာမှ28သိန်းနဲ့တခြားကြေးရွာတွေကအုပ်ချုပ်ရေးမှူးများထံချိန်ချောက်ငွေ တောင်းခံခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တနင်္သာရီပကဖတာဝန်ခံဖိုးတက်တိုးအမိကိုအလွဲသုံးစားပြုပြီးလိန်လဲငွေတောင်းခံခဲ့တာကိုစစ်ဆေးတွေ့ရှိရတယ်လို့ပြောပါတယ်။ ကျော်ဝင်းဟာပန်းစဉ်ကြေးရွာကပြူစောတီခေါင်းဆောင်တင်ဆိုးရဲ့ညီတဝန်းခွဲဖြစ်ပါတယ်။၎င်းနဲ့အတူကြံရပါ နောက်ထပ်၄ဦးကိုလည်းအမည်နဲ့နေရဲလိစာများကိုစစ်ဆေးချက်များအရာသိရှိထားပြီးဖြစ်တယ်လို့ကျွန်းစုပါကဖာကထုတ်ပြန်ထားပါတယ်။လဗရန်မြို့နယ်အတွင်းကအကြမ်းဖက်စစ်တပ်ဂေစကန်းကို PDF တွေဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်သား၅ဦးသေပြီးလက်နက်တွေသိမ်းဆီးရရှိတဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ ။ပဲခူးတိုင်းတာယာဝရီ KI လက်ပတန်းမြို့နယ်ကြောက်တွင်းကျေးရွာလမ်းစုံမှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာအကျန်းဖတ်စစ်သား၅ဦးသေပြီးလက်နက်တွေသိမ်းဆည်းရရှိခဲ့တယ်လို့အမှတ်383ညနှစ်တရင်တခွဲနှစ်ထမသိရပါဗယ်။အဆိုပါတိုက်ခိုက်မှုကိုနိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့၎င်းတို့ကန်ဆောင်အုံပြုတဲ့လက်နက်ငယ်၂လက်နဲ့ခဲယမ်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်တော်လန်ရေးတပ်ဖွဲ့တွေဘက်ကအထူးကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအမှတ်383နှင့်တရင်တက်ခွဲနှင့်ရွှေတန်းမြေပကဖလက်ပဒန်းမြို့နယ်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ချေမှုရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ရမပင်မြို့နယ်မှာအောင်လံလှိမြီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတုရောင်ရွေးကော်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလှိမြီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြောင်ရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာနောက်ပြမလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတုရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ ဇနပြဒေါ်လန်ပြည်သူတွေကဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မှောက်နဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအောင်လန်လွင့်မြည်တောင်းသွင်းနေတဲ့တပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ ဆန္ဒပြဒေါ်လန်ပြည်သူတွေကအောင်လန်ွင့်မြီတောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံဒေါ်လန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့ဒီဇင်ဘာလ2ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ